လက်တွေဖျားရီတော်မင်းအွန်လိုင်းကိုကဘာမေဘောကအလိုမရှိကြတော့ဘူးလားမင်းအွန်လိုင်းကသူတို့ကိုခဏခဏလူပြီးတော့သူတို့ကိုခဏခဏရေရချီပြီးတော့လူတက်လိုက်ပြန်ဖားလိုက်နဲ့အဲ့ဒီစနစ်ကိုလက်တွေဖျားရီကမကြိုက်ကြတော့ဘူးလားဒီနေ့မှာတော့မင်းအွန်လိုင်းဟာသူတဲထားကိုွယ်တဲ့မရဝီစီယာရုပ်ပွားစီတော်မြတ်ကြီးမှာဣရိယသွားချေတာမှာမရဝီစီယာရုပ်ပွားတော်မြတ်ကြီးဟာဆုံးတော့ဖြစ် မီဟုံဟုံတောင်းဒုစဲနဲ့နမိတ်ကြီးကိုပြလို့မီလေးအက်ကွဲကမေအောင်လိုင်းတို့ထိတ်လန့်သွားခဲ့ရပြီးတဲ့သက်မှာသကားမှမမြင်ဘူးတဲ့နမိတ်လို့ဆိုကြတာပါမေအောင်လိုင်းခမရမှာမသေးလို့ကန်းကောင်းလို့ကြားသည့်ရရပြလက်တွေဖျားရတော့မေအောင်လိုင်းကိုမလို့ချင်းကြတော့ပါဘူးဒီကနေ့မြန်မာနိုင်ငံမှာတော့ပြည်သူတွေတရံလို့ဒုက္ခရောက်ဖို့အတွက်ဖြစ်လာခဲ့ပြီလေဖြစ်ပါတယ် အခုမေအောင်လိုင်းကဗာချင်းညာလိုက်တဲ့ဆိုရင်ရွေးကောက်ပွဲမှာမထိုက်ဝင်တဲ့မိသားစုဝင်တွေတဲကမိသားစုဝင်တွေယောက်ျားသားတွေအကုန်လုံးကိုစစ်မှုထမ်းမှုအတွက်ခေါ်သွားမှာဖြစ်ပြီး တယောက်မကျန်စစ်မှုထမ်းမှုတို့ကသွားရမှာဖြစ်ကြောင်းဒါကြောင့်မလို့ရေကောက်ပွဲမှာတနိုင်ကလုံးတယောက်မကျန်မဲထည့်ကြဖို့အတွက်ကိုဒီကနေ့မှာချင်းချောက်လိုက်တာဖြစ်ပြီးတော့ရောင်းမလေးမင်းသားတွေမင်းသမီးတယောက်ဆောင်နေမှန်းသမီးဘဲမှသွားခွင့်မရှိတော့ဘဲနဲ့မနီကဆိုရင်လည်းပဲဖူးဖူးတို့ဖွဲ့တော့ဖန်ခံလိုက်ရတယ်လူမင်းတို့အင်ဒရာကျော်စင်းတို့ပြည်သူဦးတို့နော်အကုန်လုံး ဒါရွေးကောက်ပွဲအတွက်မဲဆွေမှုမှာပါဝင်ရမှာဖြစ်ပြီးတော့เนาะဟိုဘယ်လိုပြောရမလဲအခုမဲဆွေနေကြတဲ့မြားထုံးဦးတို့အောင်လင်းတွေးတို့နေအတူတူပေါ့ဗျာအဖွဲလိုက်ခွဲပြီးတော့ဒါမဲလိုက်ဆွေပြီးရမှာဖြစ်ကြောင်ကြားသိရပါတယ်ဆိုတော့ PDF တွေကတက်ရင်လည်းခံရမှာပေါ့เนาะ ဆိုတော့အချိန်တွေကအဲ့လိုတွေဖြစ်ကုန်ပြီအခုရောင်မျိုးမှာလည်းရင်းနေပျော်နေကြတယ်ပျော်ပါနေကြတယ်တော်လိုက်ဘက်တော်သားတွေကအမြင်ကက်လာပြီရောင်မျိုးမှာမကြခင်တိုက်ပွဲတွေဖြစ်ရင်တော့ပြည်သူတွေခွေးဖြစ်ပါပြီဒုက္ခရောက်ပါပြီဒါကြောင့်အရင်လေးမပျော်ပြကြပါနဲ့ဗျာနော်ဒုက္ခရောက်နေတဲ့သူတွေလည်းအများကြီးရှိတဲ့စိတ်နဲ့နော်ကိုကပြောခြင်းနေဆိုရင်တော့ဟာလူမသိအောင်ပြောကြပါအခုကဆိုရှယ်မီဒီယာပေါ်မှာနော်သံဆောင်တိုင်းနော်သတင်းချုပ်ပြောလိုက်ကြတာများဗျာမြင်လို့ကျွန်တော်မကောင်းနော်အပြောလွန်နေကြတာဖြစ်ပါတယ်တော်တော်လေးကိုဘယ်လိုဆိုးရွားတဲ့အခြေအနေလို့ကျွန်တော်အနေနဲ့သ ုံးသက်ပြားစီဗျာဒါကြောင့်မလို့လေဒါရောင်မျိုးကတော့မကြခင်မှာတိုက်ပွဲကြီးတွေတောင်ဖြစ်ပေါ်လာနိုင်တာဖြစ်တဲ့အတွက်အချင်းတွေကတော်တော်လေးကိုစူးနေပြီးပြည်သူတွေလုံးဝစင်ကြင်မရမယ်ဗျာထပ်ပြီးတော့နောက်တစ်ခုမင်းအောင်ဆိုင်ဟာတော့အခုဒီလူဆရာဘုရားကြီးဒီလူဆရာဘုရားကြီးကအမြင်မှရသွားရင်လားမသိဘူးတက်တော်90ရွယ်လောက်ရှိပြီဖြစ်တော့ဖြစ်တဲ့ နော်ကျွန်တော်တို့ဒီလူဆရာဘုရားကြီးအကြောင်းပိုင်းမကောင်းတော့ဘူးမကောင်းတဲ့ခါကျတော့အင်းကတော့မယောင်းလိုင်ကိုကာကွယ်ပေးခဲ့တယ်အာနာသိန်းပိုလေသူပဲကျွန်တော်တို့အကြံပေးခဲ့တာဥတော့မယောင်းလိုင်ကိုနော်ကျွန်တော်တို့လုံးဝအာနာလွဲဖို့အတွက်ပြီးတဲ့ခါကျတော့ကောင်းသောနည်းလမ်းနဲ့နော်ပြည်သူတွေရဲ့ချစ်ချင်းမေတ္တာကိုရယူမြတ်တာတရားနဲ့ပဲပြည်သူတွေကိုဆက်ဆံပေးဖို့လူသက်မှုတွေကိုရှောင်ရှားဖို့အတွက်ဆုံးမလိုက်တာမှာဒီလူဆရာဘုရားကြီးကိုလည်းရံပြုခဲ့ကြောင်းလည်းကြားသိရပါရဲ့ဗျာ